မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတရုတ်နိုင်ငံကနေပြန်လာပြီးတဲ့နောက်စိုက်ပျိုးရေးလူမှုကယ်ဆယ်ရေးလုပ်ငန်းများမှာအသုံးပြုရန်အတွက် ဘတ်ဆောင်သုံး drone များကိုထပ်မံဝယ်ယူအောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်းဆောင်မေးအောင်လှိုင်ကနိုဝင်ဘာလ10ရက်နေ့တရုတ်နိုင်ငံချုံချင်းပြည်နယ်မှာရှိတဲ့စိုက်ပျိုးရေးလေယာထွက်ကုန်စက်ရုံနဲ့ drone ထုတ်လုပ်ရေးစက်ရုံများကိုတွားရောက်လေ့လာခဲ့ပြီးတဲ့နောက်စိုက်ပျိုးရေးလူမှုကယ်ဆယ်ရေးလုပ်ငန်းများပါပါ drone များကိုတွင်းတွင်းကြဲကြဲအသုံးပြုနိုင်ရေး drone လေလာရေးနဲ့ drone ဝယ်ယူရေးများကိုစီစဉ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။မေးအောင်လှိုင်ဟာတရုတ်နိုင်ငံချုံချင်းပြည်နယ်ကိုရောက်ရှိနေတဲ့အချိန်ဇုံခွေး aviation UAB firefighting drone company limited weima agriculture machinery company about ဝင်ကုမ္ပဏီနဲ့ဆက်ယုံများကိုတွားရောက်လေ့လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် drone တွေကိုစိုက်ပျိုးရေးနဲ့လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာထိထိရောက်ရောက်စမ်းသပ်အသုံးချဖို့နဲ့ဝယ်ယူရေးကတော့ဝင်ကြီးဌာနဘက်ကလုံဆောင်ရမယ်လို့သိရပါတယ်ဘတ်ဆောင်သုံး drone တွေကိုစမ်းသပ်သုံးဆွဲခိုင်းတာရလဒ်ပေါ်မူတည်ပြီးတော့ စိုက်ပျိုးရေးနဲ့လူမှုကယ်ဆယ်ရေးတွေမှာခေတ်မီနည်းပညာတွေနဲ့ပေါင်းဆက်ခိုင်းတာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီကတရုတ်နိုင်ငံလို့စိုက်ပျိုးရေးနဲ့ဗတ်ဆောင်သုံး drone များကိုဝယ်ယူပြီးတဲ့နောက်ကာကွယ်ပစ္စည်းစက်ရုံကပ္ပစများမှာစစ်ရေးအတွက်အသုံးပြုနိုင်တဲ့အထည်ကိုပြန်လည်ပြုပြင်နေတယ်လို့သိရပါတယ်။ဒါပြင်ကာကွယ်ပစ္စည်းစက်ရုံကပ္ပစများက drone များနဲ့ဘုံကျဲရာမှာအသုံးပြုတဲ့ drone ဘုံဒီများကိုလည်းအမျိုးအစားအလိုက်တုံးမြင့်ပြီးတော့ထုတ်လုပ်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်မုံမောင်မြို့နယ်နဲ့ဗမော်မြို့နယ်ကြားမှာစစ်ကောင်စီတပ်ကထိုးစစ်များလှုပ်ဆောင်ရမှာ drone များကိုတွန်းတွင်းကြဲကြဲအသုံးပြုလာပြီးတော့120မမလက်နက်ကြီးများအများပြတဲဆောင်နိုင်တဲ့ဘုံကျဲနိုင်တဲ့အကြီးစား drone များကိုပါအသုံးပြုလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကလေးမြို့အောင်တက်စာရက်ကွက်မှာနိုဝင်ဘာလ15ရက်နေ့ကအရက်ဆိုင်တဆိုင်ကိုလာပြီးတော့အာဏာပြတဲ့စစ်ကောင်စီအုပ်စုကခန့်ထားတဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးတန်းထေးဆိုတဲ့သူ ဒါနဲ့ခုတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကလေးမျိုးအောင်တစ္ဆာရက်ွက်ထဲမှာလမ်းသွားလမ်းလာတွေကိုဖမ်းဆီးငွေညစ်ဖို့ကြိုးစားနေတယ်။အဲ့ဒီရက်ွက်အုပ်ချုပ်ရေးမှူးတန်းထင်းနဲ့နောက်လိုက်တအူးဟာနိုဝင်ဘာလ15ရက်နေ့ကရက်ွက်ထဲကရက်ဆိုင်တဆိုင်မှာအတန်ဆူညံလို့ဆိုပြီးတော့ဆိုင်ထဲကိုဝင်ပြီးအတန်မဆူဖို့အာနာပြပြောဆိုခဲ့ရတာကနေအရက်ဆိုင်မှာရှိတဲ့ဒူတအူးနဲ့စကားများရန်ဖြစ်ပြီးဒါနဲ့ခုတ်သက်ခံလိုက်ရတယ်လို့ဆိုပါတယ်။သူကရက်ွက်ထဲမှာစိုင်ကယ်တိုက်မှုဖြစ်တော့လာကြည့်တာ ဲ့ဒီလိုလာကြည့်ရင်းနဲ့ဘေးနားမှာအရဆိုင်ရှိတယ်အဲ့ဒီအရဆိုင်ကစူညံနေတော့လာတားတာအဲ့ဒီမှာအရဆိုင်ကလူနဲ့ဇကားများကြတယ်ဦးတန်းထဲကဆိုင်ကယ်နဲ့နှစ်ယောက်လာတာဇကားများပြီးတော့အရဆိုင်ထဲကလူကဓားနဲ့ထခုတ်တာဦးတန်းထဲကအဲ့နေရာမှာရင်သေးတယ်နောက်တစ်ယောက်ကတော့သေလားရှင်လားမသိရဘူးလို့မြို့ကန်တူကပြောပါတယ်ဓားနဲ့ထခုတ်တဲ့သူကတော့ထွက်ပြေးလွမြောက်သွားတယ်လို့ဆိုပါတယ်သေဆုံးသူရက်ကွက်အုပ်ချုပ်ရေးမှူးတန်းထဲဟာစစ်ကောင်စီအုပ်စုနဲ့ပေါင်းပြီးတော့ဒေသခံတွေစီကဖမ်းဆီးငွေညစ်အာဏာပြနေတဲ့သူဖြစ်တယ်လို့လူငယ်တွေကိုစစ်အုပ်စုအတွက် စစ်သားတွေစူဆောင်းပေးတာတကောင်စီကောက်ပေးတာတွေကိုလုံနေလို့လူမုံများတဲ့သူဖြစ်တယ်လို့မြို့ကန်တို့ကပြောပါတယ်ရက်ွက်ထဲမှာစစ်မှုထမ်းဖို့အတွက်လူစုပေးနေတဲ့သူဆိုတော့သူကတော့လူမုံများတယ်လို့ပြောရမယ်လို့ပြောဆိုထားပါတယ်ကလေးမျိုးမှာရက်ွက်အုပ်ချုပ်ရေးမှူးပြူစောထီးနဲ့စစ်ကောင်စီအုပ်စုကပူးပေါင်းပြီးတော့မြို့ပေါ်နေရအနက်မှာဂိတ်ဖွဲ့ပြီးလမ်းသွားလမ်းလာတွေကိုဖမ်းဆီးငွေညှစ်လက်နက်ပြမိုက်ကြီးခွဲနေတယ်လို့လူငယ်လူရယ်တွေကိုပြန်ပေးဆွဲပေါ်တာဆွဲက စစ်သားတွေစုဆောင်းနေပြီးတော့ကလေးမျိုးမှာနိုဗ ెంబ ာလတရက်နေ့ကနေဒီကနေ့အထိနှစ်ပတ်ကျော်အတွင်းဒေသခံပြည်သူအယောက်20ကျော်ဟာပေါ်တာဆွဲလူသစ်စုဆောင်းခံရရတယ်လို့မြို့ကန်တွေကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့လူနေရပ်ကွက်ပေါ်ကိုမနေ့ကညတကောင်ရံအချိန်မှာစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာနှစ်လာသားအွယ်ကလေးငယ်နဲ့မိခင်အပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့ညတကောင်ရံအချိန်ဖြစ်တဲ့ည7:48မိနစ်အချိန်မှာကုတ်ခိုင်မြို့အမှတ်3ရပ်ကွက်နဲ့အမှတ်4ရပ်ကွက်အဆက်မုံဝင်ခမ်းမကြီးနဲ့ KK တဲကိုကလမ်းကြား တရုတ်နဲ့ချင်းခရီးရန်ဖျားကြောင်ဘေးမှာရှိတဲ့လူနေအိမ်ပေါ်ကိုစစ်လေရင်များကဘုံကျဲချခဲ့တယ်လို့သိရပါဗါးအဲ့ဒီဘုံကျဲချမှုကြောင့်နေအများပြပျက်စီးသွားပြီးနှစ်လသားအရွယ်ကလေးငယ်နဲ့မိခင်တဦးတက်ကြီးရွယ်အိုတဦးစုစုပေါင်းပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါဗါးထိခိုက်ဒဏ်ရာရရှိသူ၁၀ဦးရှိပြီးတော့အသက်အန္တရာယ်ဆုံးရင်ရသူများလည်းပါဝင်တယ်လို့သိရပါဗါးကုတ်ခိုင်မြို့ပေါ်ကိုညဘက်မှာအားလုံးအိမ်ဝေါ်ကျနေတဲ့အချိန်ကြီးကို လေရင်နဲ့ဘုံကျဲသွားတာပါတိတ်ဆုံးသူ၃ဦးရှိပါတယ်နှစ်လာသားအရွယ်လာသားကလေးနဲ့မိခင်တဦးသေးပါတယ်တက်ကြီးပိုင်းတဦးလည်းတိတ်ဆုံးခဲ့ပါတယ်ဒဏ်ရာရတာကတော့၁၀ဦးကျော်ရှိတယ်အဲ့ဒီအထဲမှာ9ဦးလောက်ကဒဏ်ရာပြင်းထန်တယ်လို့ကိုက်ခိုင်ဒေသကပြည်သူတို့ကရှင်းပြထားပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုက်ခိုင်မြို့မှာ1027စစ်စင်ရေးအတွင် TNL ကတိမ့်ပိုက်ထားတဲ့မြို့ဖြစ်ပြီးတော့ ဇန်နဝါရီလ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်ကောင်စီကတောက်လျှောက်ဆိုးသလိုလေကြောင်းကနေဘုံကျဲမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲချမှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုများတောက်လျှောက်ဆိုးသလိုဖြစ်ပေါ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်နဲ့အုပ်ဖို့မြို့နယ်တို့မှာအကြမ်းဖက်ဆက်တက်က၃ရက်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်ပြည်သူအယောက်30ကျော်ဖမ်းဆီးခံရပြီးတော့ထွက်ပြေးတိတ်ဆောင်တဲ့သူများကိုတနက်နဲ့လိုက်လံပြစ်ခတ်တဲ့အတွက်ပြည်သူတအုပ်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းအပတ်စဉ်9ရက်အတွက်တပ်သားတဲ့စုဆောင်ရေးအဖြစ်နိုဝင်ဘာလ14ရက်နေ့ကနေ16ရက်နေ့အထိမင်းလာမြို့နယ်နဲ့အုပ်ဖို့မြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်ဆက်တက်ကဇက်တိုက်ပေါ်တာဆွဲဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူအယောက်30ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။နိုဝင်ဘာလ14 4ရက်နေ့မင်းလာမြို့နယ်ကျွဲတဲကုန်းရွာကပြည်သူတအုပ်ကိုရိတ်တာအထွက်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့မြို့နယ်ထွေအုပ်ရုံးကိုခေါ်ဆောင်လာတဲ့အချိန်ထွက်ပြေးသွားတဲ့အတွာကျွဲတဲကုန်းရွာကိုဝင်ရောက်စီးနှင်းကပြည်သူများကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။နိုဗ ెంబ ာလ14ရက်နေ့နဲ့15ရက်နေ့တွေမှာအုပ်ဖို့မြို့နယ်လွှတ်စင်ကျေးရွာကိုနှစ်ရက်ဆက်တိုက်ပေါ်တာဆွဲဝင်ရောက်ဖမ်းဆီးခဲ့ပြီးတော့ပြည်သူအများအပြားဖမ်းဆီးခံနေရတယ်လို့သိရပါတယ်။ဒါအပြင် တိန်ညွတ်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကဝေယောစီးနေခဲ့ပြီးတော့ကိုကျော်နဲ့၎င်းရဲ့တားဖြစ်သူတို့ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။နိုဘယ်မာလာ16ရက်နေ့ညပိုင်းမှာမင်းလာမြို့နယ်ကြောက်တန်ရွာနဲ့အညာရန်ရွာကိုအကြမ်းဖက်စစ်တပ်ကဝေယောစီးနေပြီးတော့ကျေးရွာနေပြည်သူဦးဇော်နိုင်ဦးဦးငကျော်ဦးထက်ဝေရန်နဲ့ ဥပိုလ်ရွှေတို့နေအိမ်ထဲထိဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်ဆက်တက်ကကြေးရွာအတွင်းဝင်ရောက်စီးနှင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာကြောက်တန်ရွာကထွက်ပြေးသွားတဲ့ပြည်သူတအုပ်ကိုလိုက်လံဖမ်းဆီးပြီးတော့၎င်းပိုင်ဆိုင်နဲ့နေအိမ်အတွင်းမှာရှိတဲ့ပစ္စည်းများကို စစ်သားတွေကလူရယူဆောင်သွားတယ်လို့သိရပါတယ်။အလားတူပဲနိုဝင်ဘာလ16ရက်နေ့မှာအုပ်ဖုံမြို့နယ်ကြက်ချောင်းရွာကိုစစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့ပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးတိမ်းရှောင်တဲ့ပြည်သူများကိုတနက်နဲ့လိုက်လံပစ်ခတ်တဲ့အတွက်ကြောင့်ပြည်သူတို့အကြီးစံထိမှန်ပြီးလေးဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။မင်းလာနယ်အုပ်ဖုံဘက်မှာအဖမ်းဆီးတွေအများကိုကျန်းနေပါတယ်။မင်းလာမြို့နယ်ဘက်မှာပြည်သူအယောက်20ထက်မနည်းဖမ်းဆီးခံလိုက်ရတယ်။အုပ်ဖုံမြို့နယ်ဘက်မှာတော့ပြည်သူ10ဦးကျော်မယ်စစ်မှုထမ်းထောက်ပံ့ချေးပေးတာနဲတဲ့ရွာတွေကိုပေါ်တာဝင်ဆွဲနေတာ။ အခုဆိုရင်တလကိုတရင်ကို2000ပေးနေရတယ်မိန်းကလေးတွေကိုပေါ်တာဆွဲမဲ့သတင်းတွေလည်းထွက်နေလို့တော်တော်လေးကိုသတိထားနေကြရတယ်စစ်ခွဲတွေကသူတို့ရွာတွေကိုပေါ်တာဆွဲလို့ထွက်ပြေးရင်လဲလိုက်ပြစ်တာတွေပါလှုပ်ဆောင်နေတော့ရွာကပြည်သူတွေကတော်တော်လေးကိုကြောက်လန့်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချမ်းမဲ့စစ်ကောင်စီကအခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းဥတီနဲ့လူငယ်များကိုစင့်ခေါ်ကတပ်သားတပ်များအဖြစ်နဲ့စစ်တင်တန်းပေးနေခြင်းဖြစ်ပြီးတော့တင်တန်းစစ်နဲ့တပ်သားတဲ့လူငယ်များကိုရှေ့တန်းနေမှာစစ်တိုက်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်လိမ့်စင်းတောင်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကားဝက်ရှော့ဆိုင်ဘော်ကိုကြိုက်ရောက်ပောက်ကွဲပြီးတော့ပြည်သူတအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ18ရက်နေ့ညနေ4:20မိနစ်ခန့်မှာကျွန်းလာမြို့နယ်လိမ့်စင်းတောင်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ကာဝါရှော့ဆိုင်ဘော်ကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပြည်သူတအုပ်တွေဆုံးပြီးဝါရှော့ဆိုင်မှာရှိတဲ့ကားများနဲ့ဘုံပောက်ကွဲရအနီးပတ်ဝန်းကျင်မှာနေအိမ်သုံးလုံးလဲလုံးဝပျက်စီးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့ကိုဘုံကျဲချထားတာ ဝိုင်ထရက်လေရင်ကအရင်ကင်းထောက်ပြီးတော့မှဂျက်ဖိုင်တာကကျဲချသွားတာဝက်ရှော့ဆိုင်ကကားတွေနဲ့နေအိမ်၃လုံးပျက်စီးသွားတယ်အမျိုးသားတို့လည်းသေဆုံးတယ်လို့သိရတယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲနိုဝင်ဘာလ16ရက်နေ့ကလည်းကျွန်းလမြို့နယ်မှာရှိတဲ့ရွာကုန်းကြီးကျေးရွာကိုအကြမ်းဖက်ဆက်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပြီးပြည်သူပိုင်နေအိမ်၃လုံးမီးလောင်ပြကျခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။